။အယောင်ရီတိုင်းအင်ကပူမျိုးတပြေပင်ကျေးရွာအုပ်ချုပ်ရေးမှုကလဆင်စစ်မှုရန်ကြီးကောက်ခံနေပြီးတိုင်ကြားသူတွေရှိပါက ပေါ်တာဆွဲပြီးစစ်တပ်ကိုပို့ဆောင်မယ်လို့ချင်းချောက်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ကျေးရွာအုပ်ချုပ်ရေးမှုဝန်ဆိုးဆိုသူကကျေးရွာအတွင်းအသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့နေအိမ်တွေကိုတဝူးကိုတသိန်း3000ကျပ်စစ်မှုရန်ကြီးလိုက်လံကောက်ခံနေတယ်လို့သိရပါရယ်။ မဆန်တောင်းတာတိုင်ရင်တိုင်တဲ့အိမ်ကလူငယ်တွေအကုန်လုံးကိုပေါ်တာဆွဲပြီးစစ်ထဲပို့မယ်လို့ချင်းချောက်သေးတယ်။စစ်မှုရန်ကအမြဲပေးရတာမဟုတ်ပဲအမြဲငွေထည့်နေရတယ်လို့ဒေသခံတူက AR Times ကိုပြောပါရယ်။အဆိုပါကြေးရွာအစုမှာကြေးရွာ၅ရွာရှိပြီးဒေသခံတွေအနေနဲ့လူငယ်ရှိသလောက်တဝူးချင်းတတ်မှတ်ကောက်ခံနေတာကြောင့်ဇာဝင့်နေရခက်ခဲတွေများစွာကြုံတွေ့နေရတယ်လို့သိရှိရပါရယ်။ ရှင်းမရန်တင်တန်းတက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာတည်ဆုံမှုတွေရှိလာလို့လိုက်မဲ့သူမရှိတာကြောင့်ရက်ွက်နဲ့ကျေးရွာတွေမှာအုတ်ချုပ်ရည်မှုတွေကငွေကောက်ခံပြီးအခြားဒေသကလူစားဝယ်ယူမှုတွေများပြားလာတယ်လို့သိရှိရပါတယ်